ချစ်ချင်းရဲ့နှလုံးသားမိုးရွာနေတဲ့ညနေခင်းတစ်ခုမှာသူမဟာစာကြည့်ခန်းထဲမှာထိုင်နေတဲ့သူမရဲ့စာအုပ်ထဲကစာလုံးတွေဟာမှုန်ဝါနေပြီးသူမရဲ့စိတ်ကလည်းရှုပ်ထွေးနေတယ်သူမဟာသူ့ကိုစဉ်းစားနေမိတယ်သူ့ရဲ့ပြုံးရိပ်လေးတွေသူ့ရဲ့စကားတန်တွေဟာသူမရဲ့နှလုံးသားထဲမှာအမြဲရှိနေတယ်သူက"သူမကိုချစ်တယ်"လို့ပြောမှုတယ်ဒါပေမဲ့သူမဟာသူ့ကိုယုံကြည်ဖို့ခက်ခဲနေတယ်ဘာလို့လဲဆိုတော့သူမဟာချစ်ချင်းဆိုတာကိုကြောက်နေတယ်သူမရဲ့နှလုံးသားဟာနာကျင်ဖူးတယ်ဒါကြောင့် သူမဟာသူ့ကိုချစ်မိမှာကိုကြောက်နေတယ် ဒါပေမဲ့သူကသူမကိုစိတ်ရှည်စွာစောင့်နေတယ်။သူမရဲ့စိတ်ပူပန်မှုတွေကြောက်ရွံ့မှုတွေကိုနားလည်ပေးတယ်။သူကသူမကိုအားပေးတယ်။မင်းကိုငါချစ်တယ်။မင်းနဲ့အတူနေချင်တယ်လို့ပြောတဲ့အခါသူမရဲ့နှလုံးသားဟာပျော်ရွှင်မှုနဲ့ပြည့်လာတယ်။တနေ့မှာသူမဟာသူ့ကိုမျက်နှာမူပြီးငါလဲမင်းကိုချစ်တယ်လို့ပြောလိုက်တယ်သူ့ရဲ့မျက်လုံးတွေဟာရွှေလန်းသွားတယ်သူတို့နှစ်ယောက်ဟာချစ်ချင်းရဲ့ခီးကိုအတူတူစတင်ခဲ့ကြရတယ် သူမဟာသူ့ရဲ့လုံသားကိုဖွင့်လိုက်တဲ့အခါသူမဟာချစ်ချင်းရဲ့ပျော်ရွှင်မှုကိုခံစားရတယ်သူမဟာသူ့ကိုယုံကြည်လာတယ်သူမဟာသူ့ရဲ့လုံသားကိုဖွင့်လိုက်တဲ့အခါသူမဟာချစ်ချင်းရဲ့ပျော်ရွှင်မှုကိုခံစားရလာတယ်